အလုံးမဲမင်္ဂလာပါဝမ်ချမ်မြန်ရှိကတော့ဘရိုနီကာနဲ့ပြင်တစ်ဖိုက်တာမဲအနီဆာမက်ဆမ်တို့ရဲ့ပွဲကိုစောပိုင်းတော့က1537ပွဲစဉ်မှာထိုးတက်မယ်ဆိုပြီးကြော်ညာထားပေမဲ့ခုနောက်ဆုံးဝမ်ကထုတ်ပြန်လာတဲ့ပြိုင်ပွဲပိုစတာမှာတော့ဘရိုနီကာနဲ့အနီဆာမက်ဆမ်တို့ရဲ့ပွဲစဉ်ကတော့ပါဝင်လာခြင်းမရှိခဲ့တာကိုအလုံးတွေးရမှာပါ ဒါကြောင့်ပဲဘရိုနီကာနဲ့အနီဆာမက်ဆင်တို့ရဲ့ပွဲစဉ်ဟာပြတ်သွားခဲ့တာလားဒါမှမဟုတ်သူတို့နှစ်ယောက်ရဲ့ပွဲစဉ်က One Friday Fight မှာပဲထည့်သွင်းခံထားရတာလားဆိုတာစိတ်ဝင်စားစရာကောင်းနေတာပါဒါကို1 championship ကလည်းဘာမှအတီးပြူကျညာထားခြင်းမရှိသေးသလိုပြိုင်ဘက် fighter နှစ်ယောက်ကလည်းတည်င်းမှန်ကိုချပြမလာသေးပါဘူး မြန်မာပြည်သက်တွေကတော့ဘရိုနီကာကိုဒီလိုမျိုးပွဲစဉ်ကြီးမှာကစားစေချင်ကြပေမဲ့စန္ဒမပြည့်ခဲ့ဘူးလို့ပဲဆိုရမှာပါဒါပေမဲ့ဒါဟာဘရိုနီကာအတွက်အရန်ကြီးတော့နစ်နာเสียမရှိတော့ပါဘူးဘရိုနီကာနဲ့အနီဆာမက်ဆန်တို့အခုလို1 5 night လို့ပွဲစဉ်ကြီးမှာမထိုးရတာဟာပြင်တစ်ဖိုက်တာမဲဟာ1 championship နဲ့အဆင်မပြေဖူးတာကြောင့်လို့သတင်းတွေလည်းထွက်ပေါ်နေတာပါ ဒီပွဲစဉ်က Bronica ရဲ့ပထမဦးဆုံး kickboxing ပွဲဖြစ်တယ်လို့ပဲပြင်သစ် fighter Anisa Mesan ကတော့ kickboxing ပွဲတွေပွဲပေါင်းရာကျော်ထိုးခဲ့ဖူးပြီးတော့အောင်မြင်မှုတွေလည်းစခုပိုင်ဆိုင်ထားတဲ့ fighter တယောက်နဲ့ရင်ဆိုင်ရမှာဆိုတော့ Bronica တွေ့တကယ်ကိုခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာအောင်ပါ Bronica ကဝမ်းချမ်းမြရှိမှအောင်မြင်မှုစခုနိုင်မဲ့ အလားအလာကောင်းဆုံးဖိုက်တာအဖြစ်မြန်မာပြည်သက်တွေကဘရိုနီကာအပေါ်မျောလင်းချက်ကြီးကြီးမားမားထားခံခဲ့ရတာပါဘရိုနီကာနဲ့အနီဆာမက်ဆန်တို့ရဲ့ပွဲစဉ်ကိုဝမ်းချမ်းမြန်ရှိဖက်ကဘလို့ပြန်ပြီးချပြလာမလဲဆိုတာကိုစိတ်ဝင်စားစောင့်ကြည့်သွားရမှာပါအလုံးကိုကျေးဇူးအများကြီးတင်ပါတယ်